တန်နနစ်ကစားလို့သူတို့လေးတွေအုံနောက်ဟာလူကြီးအုံနောက်ရဲ့80ရာခိုင်နှုန်းခန့်ရှိနေပြီးဆက်လက်ကြီးထွားဖို့အာဟာရလိုအပ်ပါတယ်။ဆီရီလမာတီဂရိတ်မှာနေ့စဉ်လိုအပ်တဲ့တန်တက်ရဲ့90ရာခိုင်နှုန်းကျော်နဲ့ဗီတာမင်နဲ့သတ္တုဓာတ်တွေပါဝင်တာမို့ဆီရီလပြည့်ပြည့်စုံသောအာဟာရပါမယ်မေ။မင်္ဂလာပါဆရာ။ဟုတ်ကဲ့မင်္ဂလာပါခင်ဗျာ။တတဟူတာတက်ပါဝင်အောင်ကျွေးဝင်ရမယ်နီလန်းလေးတွေကိုမေးချင်လို့ပါဆရာ။ဟုတ်ကဲ့မေးပါခင်ဗျာ။ ျွန်တော်တို့မြန်မာလူမျိုးဖြစ်တဲ့ကြောင့်မြန်မာလူမျိုးကတော့ကျွေးရဆိုရင်တော့သုံးနှစ်ကိုအဓိကကျွေးရပါဘောနော်မနက်စားနေ့လဲစားညစားဆိုရကျွေးကြတယ်အဲဒီမှာကျွန်တော်တို့မြန်မာဆိုရင်တော့မနက်ဆိုရင်ကျွန်တော်တို့ကပဲပြုတ်ထမင်းလေးနဲ့အဲစီဆမ်းမိစားတာရှိရင်ရှိမယ်တခါလေကျမွေးငါးလေးပါလေးစားတာရှိရပေါ့နော်အဓိကကျွန်တော်တွေဘာလို့ပေးရမလဲဆိုရင်အစ်နှစ်တိုင်းမှာသုံးနှစ်တိုင်းမှာအသားတက်ကိုကစီတက်လို့ခေါ်တဲ့တကြားတက်ကိုပြီးနောက်အစီတက်ကိုသုံးနှစ်လုံးကိုသုံးခုလုံး အချိုးကျကျပါဝင်နေဖို့လိုအပ်တာပေါ့ဆိုတော့ကျွန်တော်မနက်စာမှာဆိုရင်တော့ကျွန်တော်မနက်စာကျွေးနေကြဆိုရင်တော့ပါဒီပါမုံလေးကျွေးမယ်ဆိုရင်ဒီပါမုံနဲ့ကျဲဦးလေးနဲ့ကျွေးတာဖြစ်ဖြစ်ပေါ့နော်ပါမုံကျဲဦးလေးကျွေးလို့ရတယ်ပေနောက်ကကြပဲပြုတ်ထမင်းလေးကျွေးလဲရတယ်ပဲပြုတ်နံများလေးကျွေးလဲရတယ်အဲလိုမျိုးပဲနဲ့မှာမနက်ပိုင်းလေးကိုမှကျွန်တော်ကဘာလို့လဲဆိုရင်ဟိုကျဲဦးပြုတ်ပေါ့နော်အဲကျဲဦးပြုတ်လေးကိုမှဘလို့ကျွေးမလဲဆိုရင်ဒီဒီ ထမင်းလေးနဲ့စီစမ်းပြီးကျွေးလိုက်ရတယ်ပေါ့အဲဘလို့ကျွေးကျွေးပါအဆင်ပြေပါတယ်ဆိုတော့အဓိကကတော့ကျွန်တော်အကြံပေးချင်တာခလေးတွေမှာဆိုမနက်ပိုင်းမှာကျက်ဥလေးတစ်လုံးကျွေးတာပေါ့ဆိုပို့ပြီးတော့အားပေးတာပေါ့အဲကျက်ဥကျွေးတဲ့ချင်းအပြင်တစ်ဖြည်းဖြည်းနဲ့မှဖြစ်လာမယ်ဆိုအသားတက်လေးလေသူကလည်းသူအထိုက်လျောက်ထိရောရရှိသွားမှာပေါ့နော်ဒါမနက်စာအတွက်ပါနေ့လယ်စာနဲ့ညစာအတွက်ဆိုရင်ကျွန်တော်ကဘလို့ပြောလို့ရတယ်ဆိုကိုစားနေတဲ့ကိုခလေးကိုကျွေးနေတဲ့ထမင်းပကံကိုကျွန်တော်လေးပုံပုံငိုင်းလိုက်တယ်လေးပုံပုံလိုက်တဲ့ချိန်မှာတပုံမှာပါထည့်မယ်ဆိုကျွန်တော်ကအသားထည့်မယ်ပေါ့နော်ကျန်တဲ့တပုံမှာကျွန်တော်ထမင်းခောက်ဆဲကြာစမ်းပဲကြာစမ်းပေါမုတ်ကြိုက် တာထည့်လို့ရတယ်။ကျန်တဲ့တဘုံတိတိမှာတော့အသေးအနှံနဲ့အရွက်တွေကိုထည့်ပေးမှာပေါ့။ခုနကျွန်တော်ပြောတဲ့လေးပုံပုံရဲ့တဘုံမှာအသားထည့်ဆိုတဲ့နေရာမှာအသားကိုကြက်သားငါးငါဖယ်ပစုံကြိုက်တာထည့်လို့ရတယ်။ဝတ်သားအမဲသားစိတ်သားစတဲ့အနီအောင်သားတွေထည့်လဲရပါတယ်။ဆိုတော့အဲ့လိုမျိုးကျွေးတဲ့အချိန်မှာဆိုရင်နောက်တစ်ခုကကြာအကဲအသားသိမ့်မစားတဲ့ကလေးဆိုရင်တော့အရှိတော့ကျွန်တော်ပြောခဲ့သလိုပဲပဲလေးတွေကျွေးလိုက်ရတာပေါ့နော်။ကလပဲတို့ပဲစင်းကုန်တို့နော်မပဲကိုကြိုက်တာကျွေးလို့ရတယ်။အဲ့ပဲလေးတွေကျွန်တော်ပဲပြုတ်တာဖြစ်ဖြစ်ပဲနှက်တာဖြစ်ဖြစ်ပဲဟင်းလေးဖြစ်ဖြစ်ကျွေးလို့ရတယ်။အဲ့လိုမျိုးလေးကျွေးလိုက်ခြင်းအပြင်ကျွန်တော်ကအဓိကကလေးတွေကိုကျွေးမယ်ဆိုထမင်းအများကြီးမကျွေးမိ စင်နဲ့ထမင်းကျွေးရဲ့ညမှာဆိုရင်ထမင်းကိုလည်းလေးပုံပုံတပုံပြီးနောက်ထပ်တပုံမှလည်းအသားကိုထည့်မယ်ဂျန်နက်တပုံမှအသီးရွက်လေးကျွေးမယ်ဆိုတော့ခုနညီမလိုချင်တဲ့ဆိုတဲ့ပုံစံတိုင်းပဲအသားဓာတ်ကိုပြည့်ဝအောင်ကျွန်တော်ကမနှက်စာရောနေ့လယ်စာရောညစာရောသုံးနှက်လုံးမှပြည့်ပြည့်ဝဝကျွေးပြီးသားဖြစ်သွားတာပေါ့ခင်ဗျဟုတ်ကဲ့ပါအဲ့လိုမျိုးကျွန်တော်ရွေးချယ်တင်နေဆိုပြောနေနေရမှာ ကျွန်တော်အသားဓာတ်ပေါင်းတဲ့အစားအစာတွေပေါ့နော်စားနေမှာဆိုအခုနောက်ပိုင်းကျွန်တော်တို့တွေစားတော့တယ်မှာလဲဘာလဲဆိုဒီအာဟာရတန်ဖိုးညှို့လေးတွေပါလာတယ်အာဟာရတန်ဖိုးညှို့လေးတွေပါတော့အဲ့တန်ဖိုးညှို့နဲ့မှာပရိုတိန်းတက်လို့ခေါ်တယ်သူကအခုနောက်ပိုင်းဆိုမြန်မာလူတွေရေးလာကြတယ်လေအသားဓာတ်ဘယ်လောက်ပေါဝင်လဲဆိုတာကိုကြည့်ပြီးတော့ကြွေးဖို့လိုအပ်ပါတယ်တချို့အစားအစာတွေမှာဆိုလဲကျွန်တော်တို့တွေအသားဓာတ်ဘယ်လောက်ပေါဝင်လဲဆိုပြီးတော့သူကဖော်ပြလာတယ်ဒါပေမဲ့တိကျသိကျနေဆိုရင်ဒီအစားတောက်တွေရဲ့နောက်ကဒီအာဟာရတန်ဖိုး ပြလာတဲ့ဇရားလေးတွေပေါ့နော်အိမ်မှာဆိုရင်ဒီအသားတက်ကိုဘယ်လိုမျိုးထည့်ထားတယ်အဲပြီးရင်အသားတက်ဘယ်လောက်ဂရမ်ပါဝင်လဲဆိုတာလေးကိုရေးထားပါတယ်ညာတော့ပြင်တော့ကလေးတွေစားဖို့အတွက်ပေါ့နော်ထုတ်ထားတဲ့အစားအစာလေးမှာဆိုသူတို့တွေကအသားတက်ကို ထပ်ဆောင်ပြီးထပ်ထည့်ပေးရတာရှိတတ်တယ်။ပြီးနောက်ကကြာကျွန်တော်တို့ကတန်ဓာတ်တွေကိုထပ်ဆောင်ပြီးထပ်ထည့်ပေးရတာရှိတတ်တယ်။နောက်ကကြာကျတော့ကယ်လ်ဆီယမ်ဓာတ်တို့စတဲ့ဓာတ်လေးတွေပေါ့အရေးကြီးမယ်ထင်တဲ့ဓာတ်တွေကိုသူကထပ်ဆောင်ပြီးထပ်ထည့်ထားတာဆိုတဲ့အတွက်ကြောင့်အသားဓာတ်ပေါင်းနဲ့အစားအစာရွေးချယ်တဲ့နေရာမှာအဓိကကျွန်တော်ပေးချင်တဲ့ message တွေကတော့အသားဒီ nutrition level လို့ခေါ်တဲ့အာဟာရတန်ဖိုးစရားလေးကိုဖတ်ကြည့်ဖို့လိုအပ်ပါတယ်ခင်ဗျ။ဟုတ်ကဲ့ဖြစ်စ်တင်ပါတယ်။ဟုတ်ကဲ့ ဒါအများကြီးတက်ဆိုင်မှုရှိတာပေါ့နော်ကျွန်တော်တို့တွေကဘာကြောင့်လဲဆိုတော့ကလေးတစ်ယောက်ကကိုခံမကောင်းဆိုရင်ခဏခဏနေမကောင်းဖြစ်မယ်ဥမာအထူးသဖြင့်ပေါ့ဒီကလေးတစ်ယောက်ကိုခံ မကောင်းလို့နေမကောင်းခဏခဏဖြစ်ပြီးဆိုအထူးသဖြင့်တို့ရဲ့ကြီးထွားဖွံ့ဖြိုးမှုကာလပေါ့နော်ကြီးထွားဖွံ့ဖြိုးမှုကာလပထမ၅နှစ်မှာအဲ့လိုမျိုးသာဖြစ်သွားမယ်ဆိုရင်ဘာဖြစ်ပါလဲဆိုတော့သူ့ရဲ့အုံနောက်ဖွံ့ဖြိုးမှုတွေလည်းဒါတစ်ဖက်တစ်လမ်းအနေနဲ့ကျွန်တော်နှောင့်နှေးစေတယ်ပြီးနောက်ခါကျသူ့ရဲ့ဒီသင်ကြားမှုအပိုင်းတွေလည်းပေါ့နော်လေ့လာသင်ယူနိုင်စွမ်းတွေလည်းတစ်ဖက်တစ်လမ်းအနေနဲ့နှောင့်နှေးစေနိုင်တဲ့အတွက်ကြောင့်ဒီဉာဏ်ရည်ပညာဖွံ့ဖြိုးဖို့အတွက်ဉာဏ်ရည်ဖွံ့ဖြိုးတဲ့ကလေးတယောက်ဖြစ်ဖို့အတွက်ဆိုတော့ကိုခန်းကောင်းနေမှာအဆင်ပြေမယ်ကိုခန်းကောင်းလာခြင်းအပြင်ကျွန်တော်တွေကတောင်းတတောင်းလဲနှာစီချောင်းစိုးဖျားနာတာတွေမဖြစ်တော့ဘူးဝမ်းပြေဝမ်းလျှော်ရည်လည်းမဖြစ်တော့ဘူးမဖြစ်တော့တဲ့ကြောင့်ကလေးကပို့ပြီးတော့သူ့ရဲ့ဟို သူ့ရဲ့အသက်အရွယ်မှာရှိတဲ့နဲ့ဟိုလှုပ်ရှားမှုတွေသူ့အသက်အရွယ်မှာရှိတဲ့နဲ့ဒီတင်ယူမှုတွေကိုလည်းတော့ရရှိမှာပေါ့နော်အဲ့လိုမဟုတ်ဘဲနဲ့နေမကောင်းခဏခဏဖြစ်နေပြီးတော့ဒါပဲအကုန်လုံးမှာနှောင့်နှေးသွားနိုင်တာဆိုတော့ဒီအုံနောက်ဆိုင်ဖွံ့ဖြိုးမှုနဲ့မြင်မားဖို့အတွက်ရေကျွန်တော်ဒီကိုခန်းကနည်းရယ်ဆရာတော်တော်လေးကိုတတ်ဆိုင်နေတဲ့ relationship ရှိနေတဲ့ topic တစ်ခုပါခင်ဗျဟုတ် ကလေးတယောက်မှာကျွန်တော်ရှိတဲ့ခန္ဓာကိုယ်မှာရှိတဲ့အသားဓာတ်ပေါ့နော်ဥပမာမေပြောချင်တာကကြတော့ ကလေးတွေကဝါတော့ဝါနေတယ်ပေါ့အခုနောက်ပိုင်းဆိုကလေးတွေကကြည့်လိုက်တော့ပြည့်ပြည့်ကိကိလေးဒါပေမဲ့လည်းသူကအစီရေဖုံးနေတဲ့ကလေးလိုမျိုးဆိုရင်တော့ဒါသည်သူ့ကိုကျွန်တော်ကကျမ်းမာရေးကလေးတယောက်လိုယူဆလို့မရဘူးပေါ့အကေအသားတက်ပြေးဝါနေတဲ့ကလေးတယောက်သည်သူကကြီးရောကြီးထွားမယ်ဒါပေမဲ့ကလေးကိုကြည့်လိုက်တော့ကြစ်ကြစ်လွတ်လွတ်ရှိတယ်အရှိတဲ့နေနေရာလေးမှာကျက်သားလေးတွေသူရှိတယ်အဲ့ဆိုရင်တော့ဒီကလေးတယောက်သည်ဘာဖြစ်လာနိုင်လဲဆိုရင်တော့အာတောင်တောင်နဲ့ဆိုလဲကျန်းကျန်းမာမာဖြစ်လာမယ်ပေကိုခါးအနေနဲ့ကောင်းလာမယ်ပေါ့အဲ့လိုမဟုတ်ဘဲနဲ့မှာအသားတက်နေနေတဲ့ကလေးတွေကြတော့ပိန်တာတော့လည်းဖြစ်နိုင်တယ်တချို့ကျတော့လည်းပိန်တာမဟုတ်ဘဲနဲ့ဝါနေတာလည်းဖြစ်နိုင်တယ်အစီရေနဲ့ဝါ တာပေါ့အဲ့လိုမျိုးလေးတော့တတိထားဖို့လိုရတယ်ဒီပိန်နာပဲဖြစ်ဖြစ်အစီရင်နဲ့ဝါနဲ့ကလေးပဲဖြစ်နှစ်ယောက်လုံးမှာဘာဖြစ်လာနိုင်လဲဆိုတော့အသားဓာတ်တွေနည်းတဲ့အတွက်ကြောင့်ဟိုကိုကိုခံရနေကြလာမယ်ပေါ့နော်ကိုခံရကြလာတဲ့အတွက်ကြောင့်ဘာဖြစ်သွားမလဲဆိုရင်ခုနပြောတယ်ပဲယောဂါကြီးဝင်လာနိုင်တယ်နှလုံးဒီပြောနေတာတော့ဒီခဏခဏနာစီချောင်းဆိုးတွေဖြစ်မယ်ဝင်းပြဝင်းချော်တွေဖြစ်လာမယ်ပေါ့နော်အဲ့ကြောင့်ဒီအသားဓာတ်ကိုပြည့်အောင်ကျွေးပြပါအထူးသဖြင့်ကျွန်တော်မြန်မာနိုင်ငံမှာအသားဓာတ်ပြည့်ဝဖို့ကျွေးဖို့ကတော်တော်လေးကို တိုက်တွန်းနေရတဲ့အခြေအနေမှာရှိရတဲ့ကြောင့်ကလေးတယောက်ကိုတနေ့ကိုအသားတက်ကို10သားပြည့်အောင်ကျွေးပေးပါလို့ကျွန်တော်ပြောချင်ပါတယ်ခင်ဗျာဟုတ်ခုလို့ဖြေကြပြီးလဲဆိုတော့ကျေးဇူးတင်ပါတယ်ဆရာသားရဲ့တနေ့တောင်မှနေ့စဉ်အသားတက်ပြည့်ဝအောင်ကျွေးပါတော့မယ်ဆရာဟုတ်ပါ